နှစ်ဖက်အပြစ်ရဲ့ကျင်းရထားပြီးမဲ့ရှဲပြည်မြောက်ပိုင်းနောင်ချိုမြို့မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်တိုက်ပွဲတွေကနောင်ချိုမြို့နာတီရောက်လာတာကြောင့်မြို့အနီးဝန်းကျင်ကရွာရှိရွာကဒေသခံတွေလည်းဘီလို့ရကိုထွက်ပြေးသိမ်းရှောင်နေရပါတယ်။မြေပြေကအခြေအနေကိုကွန်ပျူတာကတင်ဆက်ထားပါတယ်။အပြစ်ရထားပေမဲ့လည်းနောင်ချိုမြို့နေထဲမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့တအံမြို့သားလူမျိုးရေးတမတော် PSLF TNL ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရတယ်။ မီလာအသွင်းနဲ့လက်ရှိဖြစ်ပေါ်နေတဲ့အန်ဒေတာအသွင်းကနိုင်ငံရေးစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီးဇွန်လ9ရက်နေ့မှာပြုလုပ်တဲ့ online တင်ဆက်ရှင်းလင်းပွဲမှာအခုလိုပြောသွားပါဗျာ။တိုက်ပွဲကတော့နေ့စဉ်အာနေ့စဉ်တိုက်ပွဲဖြစ်ပေါ်နေတာမျိုးမဟုတ်တည်တာပေါ့နော်။ဒီတရက်စားတိုက်ပွဲကတော့အာဆက်လက်ဖြစ်ပါတာမျိုးတွေရှိပါတယ်။လက်ရှိချိန်ထိကတော့ဒီမဆီစီရေးစီရစီရေးပြူဟာဖြစ်တဲ့နေရာပေါ့ဒီတချို့ကတော့ဒီ မစကစီပတ်တာချိုးစီစီစနာမျိုးအကျမတို့ပါလိုက်ပြန်လေခုခံပိုက်ခိုက်တာမျိုးပေါ့နော်အတဖက်နဲ့တဖက်အဲ့ဒီအာမစကစီပတ်ကဒီမရှိတော့တာမျိုးလဲပြုံးနိုင်တာမျိုးလဲရှိတယ်ကျမတို့ကလည်းပြန်လေခုခံပြီးတော့မှအာဆောင်ရွက်နိုင်တဲ့အခြေအနေမျိုးလဲရှိတယ်စစ်ကောက်စီတက်နေတဲ့အန်သက်တီအန်အယ်လေးနှစ်ဖက်စလုံးကငလင်တန်ပြလဲထူထောင်ရေးအတွက်အပြစ်ခတ်ရဆဲရေးကာလကိုဇွန်လကုန်အထိတလထမှန်တက်တန်းတူးထားကြပါတယ်ဒီလိုတက်တန်းတူးထားပေမဲ့လဲစစ်ကောက်စီတက်က နောက်ကျတောင်းခန့်ရဘက်ကိုစစ်အာဖြစ်သိနေတာမျိုးလက်နက်ကြီးနဲ့ပစ်ခတ်နေတာမျိုးလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာတွေအပြင်အစိမ့်ငွေဘုံတွေအတုံးပြူပြီးတိုက်ခိုက်နေတာတွေရှိနေတယ်လို့လူရည်ဦးကပြောပါရယ်စစ်ကောင်စီဘက်ကထုတ်စစ်စင်တိုက်ခိုက်နေတဲ့နောက်ကျမြို့နယ်ထဲမှာ TNL ဘက်ကစစ်ရေးအရထိထားနိုင်ပြီမလဲပြည်သူတွေအနေနဲ့အလုံးချိုရေးကိုအထူးကူဆိုင်ကြဖို့လိုတယ်လို့လူရည်ဦးကပြောပါရယ်လက်ရှိအချိန်မှာကျမတို့ပြောနေတာဒီအားလုံး ေတပန်းတစ်ဖက်တည်းသူရဲ့စစ်ဗျူဟာကန်တွန်းနေတာဖြစ်ပါတယ်ဆိုတဲ့တောင်ပြေပေါ်မှာအစိုးရကြီးကတော့မရှိဘောနော်သူပေမဲ့လူထုနေနေလည်းကတော့လုံခြုံရေးကိစ္စတော့သူကိုရေးဆပ်ဖို့တော့လိုအပ်ပါပဲစစ်ကောင်စီရဲ့ထိုးစစ်နဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြင်တစ်ဖက်မှာလည်းတရုတ်ရဲ့ဖိအားကြောင့်ပိတ်ဆို့မှုတွေပုံများလာနေပြီးဒေသခံလူထုကအကုန်ပြစ်စီရှာဖမှုနဲ့ကုံစင်းမှုကြီးမြင့်မှုတံတွေကိုပါရင်ဆိုင်နေကြရပါတယ်တရုတ်ဆိုရရဲ့ဂျာဝင်စီစဉ်မှုနဲ့ စစ်ကောင်စီနဲ့ TNL တို့ဟာဩဂုတ်လကုန်မှာထပ်မံတွေ့ဆုံကြမှာဖြစ်ပြီးလက်ရှိပြည်သူတွေကြုံနေရတဲ့အခက်အခဲတွေပြည်လည်စေအဓိကထားတောင်းဆိုသွားမယ်လို့ဆိုပါတယ်။ April 9ရက်ဆုံးပတ်ကတရုတ်နိုင်ငံကူမင်းမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာ TNL ဘက်ကတင်ထားတဲ့နောက်ချူကြောင့်ပဲတီပေါ်မုကုတ်နဲ့မုမိတ်မျိုးတို့ကိုပြန်ပေးဖို့စစ်ကောင်စီဘက်ကတောင်းဆိုခဲ့ပါတယ်။ဒါကို TNL ဘက်ကလည်းမခံတဲ့အတွက်ဆွေးနွေးပွဲအဆုံးသတ်ခဲ့ရပါတယ်။ အဲ့ဒီဆွေးနွေးပွဲနောက်ပိုင်းစစ်ကောင်စီက TNL ထိ ंछ ုပ်ထားတဲ့နယ်မြေတွေထဲ drone လက်နက်ကြီးပြင်လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေပေါင်းတထောင်ကျော်ပြုတ်လုခဲ့တယ်လို့ TNL ကဆိုပါတယ်စစ်ကောင်စီကထူးဆစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်မေလအတွင်းနောက်ချုံမြို့နယ်ထဲတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအပြစ်မဲ့ပြည်သူ6ယောက်သေဆုံးခဲ့ရတယ်လို့ဇွန်လ4ရက်နေ့မှာ TNL ကထုတ်ပြန်ပါတယ်